ဣသရေလရဲ့အထူးကလေစိတ်ဧရိယာကိုယေမင်နိုင်ငံမှာရှိတဲ့ဟူတီအဖွဲ့ကတိုက်ခိုက်မှုကြောင့်လူချာဦးတေဆုံးကလေကြောင်းခီးစင်တွေရပ်တန့်ခဲ့ရပြီးတဲ့နောက်ဣသရေလကဟူတီအဖွဲ့နဲ့အဲ့ဒီအဖွဲ့ကိုထောက်ပံ့နေတဲ့အီရန်ကိုလက်တော့ပြန်တိုက်ခိုက်မှာဖြစ်ကြောင်းမေလေးရမှာကြွေးကြော်လိုက်ပါတယ်။ဂါဇာမှာပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ဟာမတ်စ်ကိုတိုက်ခိုက်နေမှုတိုးချဲ့ဖို့အရန်စစ်သားထောင်ပေါင်းများစွာကိုတာဝန်ထမ်းဆောင်ဖို့ခေါ်ယူကြောင်း ။ Israel စစ်တပ်ကအတိမပြုခင်နိုင်ပိုင်းလိုမှာအိတ်တက်ခိုင်းမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ Tel Aviv မြို့မှာရှိတဲ့ Banguri Drone လေစိတ်မှာအကွဲကြောင်ကြီးတစ်ခုဖြစ်ပေါ်စေခဲ့တဲ့အိတ်တက်ခိုင်းမှုကိုရေမြင့်နိုင်ငံကလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတော့ဂျားဖြတ်တားဆီးဖို့ကြိုးပမ်းနေတဲ့ဂျားကတက်ခက်ခံရတာဖြစ်တယ်လို့ Israel ကအတည်ပြုထားပါတယ်။ဟူဒီဖွဲ့ကိုအဓိကထောက်ပံ့နေတဲ့အီရန်ကိုလည်းလက်တော့ပြန်မှာဖြစ်ကြောင်းအစ္စရေးဝန်ကြီးချုပ်နက်တန်ယာဟုကပြောထားပါတယ် အဲ့တိုက်ခိုက်မှုကြောင့်လေဆိပ်အဆောက်အဦထိခိုက်ပျက်စီးမှုရှိခဲ့ပေမဲ့ဂေတကားပျက်စီးသွားကြောင်းရဲတပ်ဖွဲ့ကပြောပါရီလေဆိပ်ရဲ့အကြီးဆုံးအဆောင်ဖြစ်တဲ့အဆောင်၃ရက်ကားပါကင်ကိုဒုံးကျည်ထိမှန်ခဲ့တာဖြစ်ပြီးဟက်ကွဲအကြောင်းကြီးအကြီးကြီးတစ်ခုဖြစ်ပေါ်ခဲ့တယ်လို့ Israel ရဲတပ်ဖွဲ့ကပြောပါရီ အစ္စရေးမှာပြင်ပကနေဝင်ရောက်လာတဲ့ဒုံးကြီးတွေကိုတားဆီးဖို့လေကြောင်းကာကွယ်စနစ်ရှိပေမဲ့အဲဒီဒုံးကြီးပြစ်ခတ်ချိန်မှာလေကြောင်းကာကွယ်စနစ်ချုံရင်ကျက်ရှိနေခဲ့တယ်လို့သိရပါတယ်။ဂါဇာမှာရှိတဲ့ဟာမက်စ်အဖွဲ့နဲ့တသားတဲ့ရည်တီကြောင်းပြောဆိုထားတဲ့ဟူဒီအဖွဲ့ကအဲဒီတိုက်ခိုက်မှုဟာသူတို့လက်ချက်ဖြစ်တယ်လို့ကြေညာထားပါတယ်။မိမိတို့ကိုတိုက်ခိုက်သူတွေအနေနဲ့ဆယ်ဆမကပြင်းထန်တဲ့ပြန်လည်တိုက်ခိုက်မှုနဲ့ရင်ဆိုင်ရမှာဖြစ်တယ်လို့အစ္စရေးကာကွယ်ဝင်ကြီးကပြောကြားထားတာဖြစ်ပါတယ်။